ြန်မာနိုင်ငံအတွင်းနောက်ဆုံးမိုးလေဝသမုန်တိုင်းတည်ရန်ကုန်မြို့မှာအခုရပိုင်းအတွင်းမိုးဆက်မပြတ်ရွာသွန်းနေတာကြောင့်မြို့နယ်တချို့ရေကြီးရေရှမ်းနေပြီးကားလမရေကြောကယင်ကြောပိတ်ဆို့မှုတွေထပ်မံဖြစ်ပေါ်နေတယ်လို့မြို့နယ်ပြည်သူတွေစီကသိရပါဗျာ။ လက်ရှိမှာလိုင်းအင်းစိန်ကန်တော်လေးရွှေပြည်သာတိမ်ဖြူ94လမ်းမြမကုံကြီးကပ္ပာယီဖျားလမ်းရန်ကင်းတောင်မွေဗဟန်တောင်းကလာပါမြောက်ကလာပါတကုံမြို့တင်မြောက်ပိုင်းမယံကုံတင်ငန်းကျုံအင်းလျာကန်တဲ့ဗဟန်၃လမ်းဆရှိတဲ့နေရာတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ် ရန်ကုန်နေရာတိုင်းလိုလိုရှေးတွေမြုပ်နေတယ်။လမ်းတွေလည်းပိတ်နေတယ်။လိုင်းကားတွေလည်းရှာရှင်ငယ်တွေဆိုမောင်းလို့လုံးဝမရပြန်ဘူး။ယဉ်ကျေးတွေလည်းဖြစ်ဖြစ်ချင်းရွေ့နေရတယ်လို့ပြည်သူတယောက်ကပြောပါတယ်။လက်ရှိချိန်မှာလည်းမိုးရွာသွန်းနေဆဲဖြစ်တာကြောင့်အင်းအားကံမှာရေလွတ်နေတယ်လို့သိရပြီးအင်းအားလေးဟိုတယ်မီးပွိုင်းနဲ့ချက်တွင်းကုန်းချာမှာလည်းရေကြီးနေတဲ့အတွက်ရင်မောင်းတဲ့သူတွေအနေနဲ့ကဘာကြီးဖျားလန်းကြောကိုရှောင်ပြီးမောင်းတဲ့ကြဘူးတက္ကစီရင်မောင်းတယောက်ကပြောပါတယ် ပြည်လန်းအင်းရကံပေါင်းရှိမှာတော့လမ်းဘော်ကရှိကအင်းရကံနဲ့တဆက်သေးဖြစ်သွားပြီအထက်ပန်းဆူရန်လန်ရူ့စ်ဂါဒန်ဟိုတယ်ရှိမှာရောစမ်းချောင်းဆက်ကူရောင်ဆေးရုံရှိမှာရောပြီးတော့မင်းတပလမ်းပတ်လေးရေကျော်နေတယ်လို့သိရတယ်ရွှေတောင်ကြားပယ်ရောတမိုင်းလန်းစုံကြိုက်ဝိုင်းပတ်တွေရောအကုန်နေရာတိုင်းလိုလိုဖြစ်နေတာဒါကျွန်တော်တို့ကာသမာချက်ချင်းလမ်းပြောပြကြလို့သိရတာအခုချိန်ကမိုးမထိတ်မချင်းနေရာတိုင်းလိုလိုရေကြီးနိုင်တယ်လို့သူကပြောပါတယ် ဒါဖြင့်အင်းစိန်ကျုံကုန်ရှင်ဒုက္ခိတံလမ်းမှာလည်းရေးကြော်နေပြီးအရင်ရေးကြီးချိန်တွေကထန်ရေးများနေကကာတီတွေဖြတ်တန်းသွားလာလို့မရှာဖြစ်နေတယ်လို့ VOM ကလလန်းမိသမျှအချက်လက်တွေရရွှေပြည်သာမြို့နယ်အင်းစိန်မြို့နယ်ကံတော်လင်းနယ်ပဟန်းမြို့နယ်ပမာတဲ့နေနေတဲ့အထိရေးဝင်ရောက်မှုဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ ဒါ့အပြင်သင်္ကန်းကျုံမြို့နယ်ပေါ်မှာလည်းရှေ့ကြီးနေတာကစံပြစေးုံနယ်ထီရှေဝင်ရောက်နေပြီးရန်ကင်းမြို့နယ်ဈာမတိုင်းလမ်းတလျှောက်ရန်ကင်းစာတိုင်းမီပိုင်းမြမပလာဇာဂုံးတဒါနာထီရှေ့တက်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်းရှမ်းကုန်းမြို့မှာမိုးဆက်မပြတ်ရွာသွန်းမှုကြောင့်မြို့နေများစွာမှာရေကြီးရေလျှံပြီးရေလံကျော်ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။ မိုးလီဝသနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနရဲ့တတိပေးချက်မှာတော့လေပွေလိုင်းနဲ့လေဖျားနဲ့ရှောင်းဝအရှင်ချောင်းရန်ကုန်တိုင်းဒေသအပဝင်ဒေသအချို့မှာနိုဝင်ဘာလတရနေ့ကနေ6ရက်နေ့အထိမိုးထချုံရွာပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ အဲ့ဒီ၆ရက်တွင်မိုးရွာသွန်းနိုင်တဲ့ဒေသတွေနဲ့မိုးရွာသွန်းမှုအခြေအနေတွေကတော့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကင်ရပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာနဲ့ပြမိုးထချုံရွာပြီးတချို့ဒေသတွေမှာတော့ဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ မိုးတိုက်တန့်စွာရွာတော်မူတဲ့တူလေးပြင်းတိုက်ခတ်ခြင်းမိုးထချုံရွာခြင်းမိုးကျိုးပြခြင်းမျက်စိလက်ခြင်းမိုးတီကျွေခြင်းလက်တပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်တွေလည်းဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ဒါကြောင့်မိုးရွာတော်နိုင်တဲ့ဒေတာတွဲရှိကုန်းမြင့်ဒေတာနေနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်တွေအနေနဲ့နေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်တတိပြုရှောင်ရှားကြဖို့လိုအပ်တယ်လို့သိရပါတယ်။ ဒါပြင်ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်နဲ့စိန်မြောင်းတာဓမန်တွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့မိုးစလထဏာကတတိပင်းနှိုးဆော်ထားပါတယ်။